တင်တိအပ်တော်တမချန်းအစီအစဉ်များကို အတန်လွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရစီပါခင်ဗျာ။ဒီကနေ့တင်တိအပ်တော်တမချန်းအစီအစဉ်မှာ ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး2အခန်းငယ်19ကနေအခန်းငယ်23အထိနဲ့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး3 အခန်းငယ်၁ကနေအခန်းငယ်၁၂အထိကိုလေ့လာမှာဖြစ်ပါတယ်။ဟေရုမင်းကြီးအနိစ္စရောက်သည့်နောက်ယောသပ်သည်အဲဂုတ်သူပြည်၌အိမ်မက်ကိုမြင်ပြန်သည်မှာထာဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍လို့ဒီနေရာမှာတွေ့ရပါတယ်။ရှေးတစ်ချိန်လုံးကဣဇရဲ့သားယာကုတ်ကိုပင်ညီလာဆိုတဲ့အရာမှာထာဝရဘုရားသခင်ရဲ့ကောင်းကင်တမန်သို့မဟုတ်ခရစ်တော်ရဲ့အသွင်ကိုဆောင်ထားသူဖျားလူဟာ စင်ပြီးနဗန်းသက် ဝိညာဉ်ခွန်အားနဲ့ပတ်သက်ပြီးထိုက်တန်သောသူတယောက်ဟုတ်မဟုတ်ဆိုပြီးတော့အားစမ်းခဲ့ဘူးတာကိုမှတ်မိကြမယ်လို့ထင်ပါတယ်။အခုအချိန်မှာတော့ခရစ်တော်ဟာကလေးငယ်လေးဘဝနဲ့အဲဂုတ်ထုမှာရှိနေတယ်။သူ့ကိုဘေးလွတ်လုံခြုံစေဖို့အတွက်သူ့ရဲ့လောကဆိုင်ရာအမိခံအဖေဖြစ်သူယောသတ်စီကိုထောက်ရဖရားရဲ့ကောင်းရင်တမန်တော်ဟာစင့်သက်ရပြန်ပြီဆိုတာကိုတွေ့ရခြင်းပဲဖြစ်ပါတယ်။ရှမသဲခရစ်ဝင်ကျမ်းအခန်းကြီး1:20မှာဆက်ထားတယ်။သင်ထလော့ မေရောနဲ့သူငယ်တော်ကို ဆောင်ယူပြီးရင်ဣသရေလတိုင်းသို့သွားလော့သူငယ်တော်ကိုသက်အံ့သောငါရှာသောသူတို့သည်ပေကြပြီဟုဆိုလေ၏အေဂုတုကနေဣသရေလကိုပြန်ကိုပြန်ရလိမ့်မယ်အရေးအကြီးဆုံးအချက်ကတော့သူဟာမောရှိခေတ်ကစခဲ့တဲ့ဥပဒေအောက်မှာမွေးဖွားတာဒါကြောင့်ဒီဥပဒေအရသူဟာအေဂုတုမှာမနေရဘူးခါနန်ပြည်သို့မဟုတ်ဣသရေလနိုင်ငံကိုပြန်ကိုပြန်ရလိမ့်မယ်အခြားတစ်ပါးသောနိုင်ငံအေဂုတုမှာ အလွန်မှခံရပြီးအဲ့ဒီမှာပဲအရေးခုမနေရဘူးလို့မောရှိဥပရိသမှာပါလို့ပဲဖြစ်ပါတယ်။တကယ်တော့ဒီဥပရိသကိုမောရှိနဲ့အဲ့ဒီခေတုံးကဣတရီလာတွေဟာမဆောင်ထိန်နိုင်ခဲ့လို့အတိုင်းအတာတစ်ခုအကြည့်အဲဂုတ်ထုနိုင်ငံရဲ့အရေးအောက်မှာ လူမျိုးနွယ်ရဲ့နိုင်ငံတော်ရဲ့အဖြစ်အချိန်အတန်ကြာရပ်တည်နေရတာပေါ့ထို့အခါယောသတ်သည်ထ၍မေရော်နှင့်သူငယ်တော်ကိုဆောင်ယူပြီးလျှင်ဣသရေလတိုင်းသို့သွား၍ ရောက်သည်ရှိသောဟေရုမင်းကြီးအရာ၌သားတော်အာခေလသည်ယူဒပြည်တွင်မင်းပြူเจ้าကိုကြားရလျင်ထိုပြည်သို့မသွားဝွင့်၍အိမ်မက်၌ဗျာဒိတ်တော်ကိုရပြန်ပြီးမှဂါလိလဲပြည်သို့သွား၍ခရစ်တော်ကိုနာဇရက်လူဟုခေါ်ဝေါ်ကြလက်တန့်ဟုသောပရောဖက်တို့နှုတ်ထွက်သည်နှင့်အညီနာဇရက်အမည်ရှိသောမြို့သို့ရောက်၍အမြဲနေလေ၏အဲ့ဒီအာခေလဆိုတဲ့ဟေရုအစ်စ်ရဲ့ခစ်ကိုဒီနေရာမှာမြင်ရပြီ။ သူကလည်းအင်မတန်ရက်စက်တဲ့မင်းတပါမင်းစိုးမင်းညစ်အသက်တပါပဲအခုအချိန်မှာအဲ့ဒီဟေရုဟာလည်းဒီပုတ်ထဲကဒီပဲပဲဖြစ်နေတယ်ဆိုတော့ယောသတ်တို့မာရီတို့ဟာဂါလိလဲဆိုတဲ့ပြည်နယ်ကိုသွားပြီးနာဇရက်ဆိုတဲ့မြို့ကလေးမှာနင်းနေကြရတယ်ဒါကြောင့်လဲနာဇရက်လူလို့သူ့ကိုခေါ်မည်ဆိုတဲ့ပရောဖက်စကားတွေပြန်လဲပြည်စုံလာရပြန်တယ်ဆိုပြီးတော့တွေ့ရတယ်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး7ငယ်1မှာဆိုရင် ရေရှဲဤအမျိုးမှအငုတ်အစ်ပောက်လိမ့်မည်ဆိုတာဟာအတိတ်ဘယ်အားဖြင့်နာဇရင်းဘုမဟုတ်နာဇရက်လူဆိုတဲ့အတိတ်ဘယ်ကိုဆောင်ယူထားခြင်းပဲဖြစ်ပါတယ်။ဒါအပြင်ဟေရှာယအနာဂတ်ကျမ်းမှာပဲအခန်းကြီး53ငယ်နှစ်မှာလဲထာဝရဘုရားဤကျွန်သည်အညွန့်ကဲ့သို့၎င်းသွေးချောက်သောမြေ၌ပောက်သောအတက်သို့၎င်းရှေ့တော်၌ကြီးပွား၏ဆိုတာဟာလဲအဲ့ဒီနာဇရက်လူဆိုတာရဲ့အ내အတိတ်ဘယ်ပဲဖြစ်တယ်လို့ဓမ္မပညာရှင်များကဖော်ပြလာပါတယ် 22ခုမြောက်သောစာလံကျမ်းအခန်းကြီး22အငယ်6မှာပါတဲ့အကျွန်ုပ်မူကလူမဟုတ်ပိုးကောင်မျှတာဖြစ်ပါ၏လူများကဲ့ရဲ့စရာအဆက်ခွဲစရာဖို့ဖြစ်ပါ၏ဆိုတဲ့အ내အတိတ်ပဲတွေဟာလေအဲ့ဒီငါစရက်လူဆိုတာရဲ့အငုတ်အတက်နဲ့ဆက်နွယ်တဲ့အ내အတိတ်ပဲတွေလို့ပဲကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ဒါကြောင့်ဒီအချက်တွေကိုရှင်မသက်ခရစ်ဝင်ဟာထပ်မံဖော်ပြပြီးပြည့်စုံခြင်းတို့ရောက်ကြောင်းကိုသက်သေပြလိုက်ခြင်းပဲဖြစ်ပါတယ်ပြီးတော့ဘက်လင်မြို့မှာမွေးဖွားခြင်း ်အေဂုတ်တုပြီးမှထွက်ခွာလာရခြင်းယာမအယက်မှမိခင်တွေငိုကြွေးရခြင်းနဲ့နာဇရက်လူလူခေါ်တွင်ရခြင်းတွေအကုန်လုံးဟာအနာဂတ်စကားများရဲ့ပြည့်စုံခြင်းဖြစ်ရတဲ့အတွေ့တမန်တရားတော်မြတ်ဟာခရစ်တော်အားဖြင့်အများကြီးစုံလင်လာတယ်လို့ကျွန်တော်တို့သေသေးချာချာမြင်ရပြီးဖြစ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့တချိန်သောကာလမှာထူးဆန်းစွာဆိုလိုက်တဲ့ပရောဖက်တီးရဲ့စကားသံတွေဟာယွယွနဲ့ရှင်းရှင်းလေးပြည့်စုံလာခဲ့တယ်ဆိုတဲ့အချက်ကိုသိမြင်ရခြင်းပါပဲ။အခုကျွန်တော်တို့ဆက်လက်လေ့လာမှာတော့ ရှင်မသက်ခရဝင်ကျမ်းအခန်းကြီး3ဖြစ်ပါတယ်။အခန်းကြီး3ရဲ့အဓိကအချက်တွေကတော့နှစ်ချင်းဆရာသို့မဟုတ်ဗတ္တိဇံဆရာယောဟန်နိုင်ငံတော်တည်ကြောင်းကျင်ညာခြင်းနဲ့ဘယင်ဖြစ်သူခရစ်တော်ကိုနှစ်ချင်းမင်္ဂလာပေးခြင်းအကြောင်းတွေပဲဖြစ်ပါတယ်။ဗတ္တိဇံဆရာယောဟန်ဆိုတဲ့အခန်းကောင်းစဉ်နဲ့ပြင်ပြရတော့မယ်ဆိုရင် ရှင်မသက်ခရဝင်ခန်းကြီး3ငယ်1ကနေနှစ်အထိကိုဖတ်ရပါမယ်။ထိုကာလအခါဗတ္တိဇံဆရာယောဟန်သည်ပေါ်ထွန်းလျင် ကောင်းငင်နိုင်ငံတော်သည်တည်လူနီးပြီးထိုကြောင့်နောင်တရကြလော့ဟုယူဒာတော်၌ဟောလေ၏။တမန်ကျမ်းစာရဲ့စာရွက်ပေါ်မှာမမျှော်လင့်ပဲဘွားကနေပေါ်လာတာကတော့ဗတ္တိဇံဆရာယောဟန်ပါပဲ။ဗတ္တိဇံဆိုတာကတော့မြန်မာစာမဟုတ်လို့နည်းနည်းဒီနေရာမှာရှင်းပြသင့်တယ်ထင်ပါတယ်။ခရစ်တော်ကိုယုံကြည်ပြီးခရိယန်ဘောင်တဲကိုဝင်မယ်ဆိုရင်လူဟာအသစ်သောဘဝကိုရောက်ပြီးအပြစ်တွေကိုစွန့်လိုက်ပြီးခရစ်တော်ရဲ့ ထံတော်ဘာမှာအသက်ရှင်ပြီးခရစ်တော်၌ရှင်သန်ပြီဆိုတဲ့အထိတ်အမှတ်အဖြစ်ယေမာနှစ်ချင်းမင်္ဂလာကိုခံကြရပါတယ်။ဒါကို baptize လုပ်တယ်လို့အင်္ဂလိပ်ကဆိုပါတယ်။ဒါကိုနှစ်ချင်းခံတယ်ဆိုတာနဲ့ကြီးပဲလဲမပြည့်စုံ။ဒုတိယမွေးဖွားခံတယ်ဆိုပြန်ရင်လဲနားထွေးနိုင်တယ်။ baptize ဆိုပြန်ရင်လဲအင်္ဂလိပ်စာကြီးလုံးလုံးဖြစ်နေတဲ့အတွက်ကြောင့်အရှိကိုအရှိအတိုင်းအဖန်ဖလှယ်ယူပြီးဗတ္တိဇံခံယူတယ်လို့ဘောဟာရအသက်တီထွင် သုံးဆွဲလိုက်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီလိုယေမာနှစ်ချင်းပေးခြင်းအဖြစ် လူဟာအသစ်မွေးဖွားတယ်ခရစ်တော်ရဲ့နှုတ်ကိုလိုက်ခြင်းဖြစ်တယ်ဆိုတဲ့ဘာသာရေးကျင့်စဉ်ကိုကမ္ဘာလူအဖွဲ့အစည်းအတွက်မိတ်ဆက်ပေးခဲ့တဲ့လူကတော့အခုဖော်ပြနေတဲ့ပတိဇန်ဆရာယောဟန်ဆိုတဲ့လူပဲဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုရှင်းရှင်းလင်းလင်းနှစ်ချင်းဆရာယောဟန်သို့မဟုတ်ပတိဇန်ဆရာယောဟန်လို့ဖော်ပြလိုက်တာပါ။ဆမ်းပြတဲ့နာမည်ဖြစ်တယ်။မရင်ပါသေးတဲ့ဝေါ်ဟာရာမျိုးမဟုတ်လို့အခုလိုပရိသတ်တို့နားရှင်းအောင်လို့ကျွန်တော်တို့အကျယ်တမွင့်ရှင်းလင်းဖော်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ အခုလိုယူရသမှုဣတရီလတောင်စင်တော်ရမ်းမှာမမောပန်းလှဲ့ပြီးတော့ကောင်းကင်နိုင်ငံတော်တီးလူနီးပြီးနောင်တရကြလော့ဆိုပြီးရှောက်ဝါရဖြန့်နေတဲ့ယောဟန်ဆိုတဲ့လူဘယ်ကပေါ်လာတာလဲသူ့ရဲ့သမိုင်းနှောက်ကြောင်ဘာလဲဆိုပြီးတော့မေးစရာရှိလာတယ်မေးဖို့လဲကောင်းငယ်ဒါပေမဲ့ရှင်မသက်ကျမ်းမှာဒီအဖြေမရှိဘူးရှေးကအနာဂတ်ကျမ်းဖြစ်တဲ့မာလခိအနာဂတ်ကျမ်းကိုပဲပြန်လှန်ပြီးကျွန်တော်တို့အားကိုးရအောင်မယ်မာလခိအနာဂတ်ကျမ်းအခန်းကြီး၃ငယ်၁မှာဖော်ပြထားပုံက ကြည့်ရှုလော့ငါသွားရလမ်းကို ပြင်ရသောငါဤတမန်ကိုငါဆေလွတ်မည်လို့ဖြစ်ပါတယ်ငါဤတမန်ဆိုတာကတော့အဲ့ဒီဗတ္တိဇံဆရာယောဟန်ပါပဲတကယ်စဉ်းစားတော့သူ့ရဲ့နှုတ်ကြောင်းကိုသိဖို့တောင်လိုမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုရင်ဥပမာကျွန်တော်ပြောမယ်ကျွန်တော်တို့မိဆွေတို့ကိုဂုံပြဝဲမှာလာပြီးတော့ဂုံတူးဆောင်လက်မှတ်ယူပါရှေတစိတ်ချင်းညင်ပြီးတော့သမင်းလေးတွေးပါဦးမယ်ဆိုပြီးတော့ ice cream လေးကြေးပါအောင်မယ်ဆိုပြီးတော့လာပြီးတော့သတင်းပို့တဲ့လူမျိုးကိုမင်းကဘာလို့သားလဲကွမင်းရေစခန်းရောက်ဖူးသလားကွ စသဖြင့်အဲ့ဒီလူမေယိုထုံးစံရှိလို့လားသူ့ဖိတ်စာကိုအသာတကြီးလက်ခံပြီးဟိုနေ့ကျတော့ဝန်သာအားရသွားပြီးတော့ဒီဂုံပြုတ်ဝဲအခမ်းအနားကိုတက်ရောက်ဒီသူတို့ချင်းညင်းတဲ့ဒစိတ်တွေကိုယူပြီးတော့သူတို့ဧကခံတဲ့အတိုင်းစားတော့ပြီးပြန်လာရုံနဲ့မဟုတ်လားအဲ့ဒီအတိုင်းပဲပေါ့အမှန်တော့သူယူဆောင်လာခဲ့တဲ့သတင်းကသာခမည်းတော်ကျွန်တော်တို့အဖို့အတိကကျေးဇူးတင်ရုံကလွဲလို့ဘာမှရှောက်ပြီးစစ်စစ်ပေါက်ပေါက်စစ်စင်းမီမီယံစောကြောနေစရာမလိုပါဘူး နှစ်ချင်းစရာယောဟန်ဟာခရစ်တော်ရဲ့ရှေ့ပြေးတမန်တော်အဖြစ်နဲ့ပီတီပြည်မြင်ကြီးအမှုတော်ကိုထမ်းဆောင်သွားခဲ့တယ်။ဒါကိုရှင်မသဲကလည်းပီတီပြည်မြင်ပဲရေးသားဖော်ပြသွားခဲ့ပါတယ်။အဓိကကြေညာချက်ကတော့ကောင်းကင်နိုင်ငံတော်တီလူနီးပြီးနောင်တရကြလို့ဆိုတဲ့အချက်ပါပဲ။အခုအဲ့ဒီဗတ္တိဇံဆရာယောဟန်ရဲ့ဝါကျကိုသုံးပိုင်းခွဲကြပြီးစဉ်းစားကြည့်ကျင်တယ်။တစ်ကတော့နောင်တရကြ၊နှစ်ကောင်းကင်နိုင်ငံတော်နဲ့သုံးတီလူနီးပြီးဆိုတဲ့ သုံးပိုင်းပါပဲ။နောင်ဒဆိုတဲ့ဝေါ်ဟာရဟာဘုရားသခင်ရဲ့သားသမီးတွေကို အမြဲစိန်ခေါ်နေတဲ့ဝေါ်ဟာရပဲ။ Greek ဘာသာစကားအရ Midian ui ဘုမဟုတ်စိတ်ကို ပြောင်းလဲခြင်းလို့ဆိုလိုပါတယ်။လမ်းတလမ်းကိုရှောက်လှမ်းနေရကနေပြီးတော့မှန်မှန်သိတာနဲ့တပြိုင်နက်နောက်ကျောင်းကိုပြန်လှည့်ပြီးဆက်လက်ရှောက်လှမ်းခြင်းပဲလို့ဆိုကြပါတယ်။နောင်ဒရခြင်းဟာကဲတင်ခြင်းကို ခံယူရသူအလုံးအတွက်အသက်အရွယ်မရွေးလိုအပ်တဲ့အရာလို့ကျွန်တော်ယုံကြည်ပါတယ်။ စိတ်သက်ကမောက်ကမနဲ့မူမမှန်ဖြစ်လာသူအားလုံးအတွက်ဒီနောင်တစိတ်ဆိုတာဟာလူကိုလူအပ်တယ်။ဒါကြောင့်လဲဗျာဒိတ်ချံအခန်းကြီး1နဲ့အခန်းကြီး3နေမှာအဲ့ဒီလူမူပြောင်းလာတဲ့အသင်းတော်ကြီး9ပါးကိုခရစ်တော်ကိုယ်တိုင်က နောင်တရကြဖို့ဆုံးမခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီလိုဆိုတော့ကယ်တင်ခြင်းကိုမခံရသေးတဲ့လူတနည်းအားဖြင့်ခရစ်တော်ကို နားမလည်သူတို့အဖို့နောင်တဆိုတာမရှိရတော့ဘူးလား။ဒီနေရာမှာယောဟန်လှည့်ပြီးပြောနေတော့ကယူဒတော်တခွင်မှာ ဒိဋ္ဌိတွေရှိရင်ရှိမယ်အသက်ရှင်တော်မူသောဖရာတဲ့နတ်ကိုယ်သာကိုးကွယ်နေတဲ့လူတွေရှိရင်ရှိမယ်ဖီးမဲတီးမဲတွေရှိရင်ရှိမယ်ဒီလူတွေအဖို့ယောဒီနောင်တဟာအကျုံးဝင်လားဆိုတဲ့သဘောပေါ့ဒီပုဂ္ဂိုလ်တွေအတွက်ကတော့ပထမဦးဆုံးယုံကြည်ခြင်းနဲ့စတင်ရပါလိမ့်မယ်ဘုရားသခင်ကိုလုံးဝမယုံကြည်ခဲ့တဲ့ထောင်မှုကိုတမန်တော်ကြီးပေါလုကတမန်တော်ဝတ္ထုအခန်းကြီး16ထဲမှာပြောခဲ့တဲ့စကားရှိတယ်။သခင်ယေရှုခရစ်ကိုယုံကြည်လို့ ယုံကြည်လျင်သင်နှင့်သင်အိမ်သူအိမ်သားတို့သည်ကဲတင်ခြင်းသို့ရောက်ကြလိမ့်မည်ဆိုတဲ့စကားပဲဖြစ်ပါတယ်။မန်ဒီကြဆင်းလာတဲ့လူမိုက်ကြီးတယောက်ဟာနောင်တရဖို့လိုအပ်သလိုခရစ်တော်ကိုမသိသေးတဲ့လူတယောက်အဖို့ခရစ်တော်ရဲ့ကဲတင်ခြင်းတရားကိုသိနာလေခြင်းဟာလေအလိုလိုနောင်တရရှိခြင်းအသွင်ကိုဆောင်နေ။ယုံကြည်ခြင်းကြောင့်လမ်းကြောင်းပြောင်းသွားပြီလေ။နောင်တဆိုတာဟာတမရိုးကြလမ်းကနေလမ်းပြောင်းခြင်းလို့ကျွန်တော်ဖော်ပြခဲ့ပြီးပြီမဟုတ်လား။ အသင်းတော်တွေကပြိသက်တွေကအမှန်နောင်တရတဲ့လူတွေရှေ့ထွက်ပြီးပလင်တော်ရှေ့မှာနောင်တရခြင်းအတွေ့လက်မှတ်ထိုးတဲ့အခမ်းအနားတွေကိုကျွန်တော်နေရာကမှာတွေ့ဘူးတယ်။တကယ်တော့ဒါဟာအခမ်းအနားသက်သက်ပါ။စင်စစ်တရားစင်စားရင်ခရစ်တော်ကိုကယ်တင်ပိုင်ရှင်အဖြစ်စိတ်ချယုံကြည်မှုနဲ့သူ့လမ်းကို ပြောင်းပြီးတော့ လိုက်လျှောက်မှုကသာလျှင်အထူးကြရတယ်လို့ဒီနေရာမှာကျွန်တော်ဖော်ပြခြင်းပါတယ်။ကောင်းကင်နိုင်ငံတော်ဆိုတဲ့ဝေါ်ဟာရရဲ့အတိတ်ဘယ်ကတော့ဒီမြေလောကမှာ ဖျားသခင်နိုင်ငံတော်တည်ရမည်ဆိုတဲ့ကြွေးကြော်ချက်ကအသံပလံဖြစ်ပါတယ်။နိုင်ငံတော်ဆိုပြီးတော့အကြီးအကဲမရှိပြန်လို့တော့လည်းမဖြစ်ပြန်ဘူး။ဒါဆိုရင်ဘယ်သူအုပ်ချုပ်ရမလဲ။ခရစ်တော်ယေရှုအုပ်ချုပ်မှုကိုခံယူရမှာပေါ့။အင်္ဂလန်သမိုင်းမှာ မြင်းအင်မတန်ချစ်တဲ့ဘုရင်ကြီးတစ်ပါးကပြောဘူးတယ်။ငါနိုင်ငံတော်ဟာမြင်းအတွက်ပဲတဲ့။ဘလောက်ရှာချောင်တဲ့ဘုရင်မျိုးလဲဆိုတာတွေးတာကြည့်ပြီးတော့တကယ်လို့သာသူ့နိုင်ငံတော်ဟာမြင်းအတွက်ဆိုရင်တော့သူကဘယ်နည်းနဲ့မှဘုရင်မဖြစ်နိုင်ဘူး။ ယောဂီပဲဖြစ်ရမယ်။ဘုရင်မှနိုင်ငံတော်ဆိုတာရှိရမယ်။ဒါကြောင့်ယောဟန်ပြောတဲ့ကောင်းကင်နိုင်ငံတော်ဆိုတာဟာဖျားသခင်သို့မဟုတ်ဖျားသခင်ရဲ့လူသားတိခံယူထားသောခရစ်တော်ပါအုပ်ဆိုးခြင်းကိုခံတဲ့ကောင်းကင်နိုင်ငံတော်ပါပဲ။အခုကျွန်တော်ခေတ်ကာလမှာရောကောင်းကင်နိုင်ငံတော်ဆိုတာမြေပေါ်မှာရှိနိုင်သလား။သို့မဟုတ်ရှိနေသလားလို့မေးမယ်ဆိုပါတော့ဘယ်လိုဖြေကြမှာလဲ။ရှိတယ်လို့ဖြေနိုင်လိမ့်မယ်။ဖျားသခင်ကိုတကယ်သိနာလေ တကယ်ချစ်ခင်ယုံကြည်လက်တွဲထားမယ်ဆိုရင်အဲ့ဒီလူဟာဘုရားသခင်ကိုချစ်တဲ့လူဘုရားသခင်ကလည်းချစ်တဲ့လူဖြစ်ပြီးတော့အဲ့ဒီလိုလူတွေဟာလောကမြေပေါ်မှာအသက်ရှင်နေနေစေလူဘဝဖြစ်ဆဲရှိပေမယ့်ကောင်းကင်နိုင်ငံတော်မှာဘုရားသခင်ရဲ့လူတွေအဖြစ်ခံစားထိတွေ့နေရမှာပဲဖြစ်ပါတယ်ဒီလိုယုံကြည်ခြင်းနဲ့တည်တဲ့အနှောင်အဖွဲ့ဟာအမှန်တကယ်သစ္စာရှိတဲ့မင်္ဂလာဆောင်သူတို့သားနဲ့သူတို့သမီးရဲ့အနှောင်အဖွဲ့တက်တောင်မှပို့ပြီးတော့နှိုင်းရှင်တိုက်တယ်ဥပမာတင်လို့ ရကောင်းတယ်လို့ကျွန်တော်ခန့်ယူပါတယ်။မြဲမြံတဲ့ချစ်ကြည်မှုတစ္ဆာခိုင်မြဲမှုတို့နဲ့ရစ်ပတ်ထားတယ်လို့လည်းဓမ္မသဘောအရကျွန်တော်ယုံကြည်ပါတယ်။နောက်တစ်ဆင့်ထပ်ပြီးမေးခြင်းတဲ့လူတွေကဒါဆိုသူခိုင်းညာတွေကိုရှောက်လုံနေရမှာပေါ့။ဖះကဘယင်ဆိုတော့ဘယင်ဖြစ်တဲ့ဖះအလုပ်တွေပဲလိုက်လုံနေရတော့မှာပေါ့ဆိုပြီးတော့စောရကတက်မယ်ဖြစ်ပါတယ်။ကျွန်တော်ပေးခြင်းတဲ့အဖြေကတော့အဲ့ဒီတဲ့တောင်မှပို့သေးတယ်။ခိုင်းတာကိုလုတ်ရုံနဲ့မကဘူး။သူ့အမိန့်ကိုတသွေးမတင်း စောင့်ပြီးတစ္ဆာလည်းရှိရလိမ့်မယ်။ရှင်းချင်းမြစ်တာမှာအခြေခံတဲ့ပေးအပ်ဆက်ကတ်ချင်းမျိုးပေးအပ်ဆက်ကတ်ရမယ်ပြဆိုတဲ့အဖြေပဲ။ယောဟန်ခရစ်ဝင်ခန်းကြီး၁၄၅မှာဆိုတယ်လေ။ခရစ်ဝင်ကျမ်းခန်းကြီး၁၄ငယ်၅မှာပါ။ငါကိုချစ်ရင်ငါပညာတို့ကိုစောင့်ရှောက်ကြလော့တဲ့။ဒါခရစ်တော်ရဲ့အမှားစကားပဲ။ဒီတော့ဒီလူလောကမြေပြင်ကြီးဟာကောင်းကင်နိုင်ငံတော်ကြီးဖြစ်နေပြီလားလို့နေပြန်ရင်တော့လေငင်းရပါလေဦးမယ်။ အသွင်သဏ္ဍာန်အရာရောအနှစ်သာရအရာပါဘုရားသခင်ရဲ့အုပ်ဆိုးမှုကိုကျွန်တော်တို့ခံစားရလို့လားမြင်တွေ့ရမြင်ရကြားရလို့လားဒီကနေ့အထိမမြင်ရပါဘူးမကြားရပါဘူးသူ့ပြည့်ညက်တွေဟာဘလောက်များဒီကဘာမှာလွှမ်းမိုးနေနိုင်လို့လဲတခုတော့ရှိလေရဲ့ကျွန်တော်တို့လူသားတွေရဲ့နှလုံးသားအသီးသီးအားဖြင့်သူ့ကိုလက်ခံရင်လက်ခံနိုင်တယ်လို့ပြီးတော့ကောင်းကင်နိုင်ငံတော်ရဲ့အရေးအငွေ့များကိုတော့ ကြည့်တွေ့ရတဲ့လောက်ကြည့်တွေ့နေရတယ်။နှလုံးသားအသိနဲ့တော့ထိမိခြင်းတော့ရှိနေနိုင်တယ်။ဒါကတော့မှန်တယ်။ဒီအဖြေကိုတော့ပေးလို့ရတယ်။ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ကောင်းကင်နိုင်ငံတော်ဟာဒီမြေကြီးပေါ်မှာကောင်းကောင်းကြီးတည်ရှိနေပြီလို့ကျွန်တော်အပြက်ပြောလို့မရဘူး။ဒါပေမဲ့တနည်းနဲ့တချင်ကြီးမှာတော့ကောင်းကင်နိုင်ငံတော်ဆိုတာဟာမြေပေါ်မှာအခုမြေလောကရဲ့အစာလုံးဝဝင်ရောက်နေရာယူလိမ့်မယ်ဆိုတာကိုတော့ကျွန်တော်ဒီနေရာမှာပြောပြထားခြင်းနဲ့ ဲ့ဒီအချိန်မျိုးကြရင်တော့အကြီးအကျယ်ပါဇက်အဟောင်းသားကြီးဖြစ်ကြံရဲ့အောင် အပြောင်းလဲဖြစ်လာလိမ့်မယ်လူသားတွေရဲ့နှလုံးသားအများစုကသူ့ကိုယုံကြည်မျှော်လင့်နေကြမယ်ဆိုရင်တော့သူ့ရဲ့မေတ္တာတရားကြောင့်ထွေးထွေးနွေးနွေးလေးပြောင်းလဲသွားရမှာပေါ့အဲ့ဒီလူမှမဟုတ်ဘူးဆိုရင်တော့ကြောက်မဲ့ဖွယ်ပုံကံမှုကြီးတော်လှန်မှုကြီးလူသမိုင်းမှာအကြီးတန်းနဲ့အဖြစ်ကြီးတွေနဲ့ပြောင်းလဲသွားရလိမ့်မယ်လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်အထက်ကတနင်္လာမှာခရစ်တော်ရဲ့ပထမကြွလာခြင်းဟာ အင်းမတန်ငူးညံ့သိမ်မွေ့စွာနဲ့ကြွလာခြင်းဖြစ်ခဲ့တယ်။တဘာဝကြကြလေးဖြစ်ခဲ့တယ်။ဆိုတာကိုဖွင့်ဆိုခဲ့ပြီးဖြစ်ပါတယ်။အခုဒုတိယအချိန်ကြွလာပြီးလောကကြီးကိုတရားစီရင်တဲ့အချိန်မှလည်းအဲ့ဒီလိုပဲတဘာဝကြကြလေးပဲဖြစ်စေခြင်းနဲ့ဖြစ်မယ်လို့လည်းကျွန်တော်ယုံကြည်တဲ့အကြောင်းကိုဖွင့်ဆိုခဲ့ပြီးဖြစ်ပါတယ်။မိတ်ဆွေတို့ရေကောင်းကင်နိုင်ငံတော်ကိုမြေသားတွေရဲ့နှလုံးသားအလုံးယုံကြည်ခြင်းအဖြစ်ရင်းချမ်းသာရဝပြောတဲ့ ဖျားသခင်အုပ်စိုးတဲ့နိုင်ငံကြီးအဖြစ်ဝိုင်းဝန်းထူထောင်ထားမယ်ဆိုရင်အဲ့ဒီကက်ကဘာကုံဆုံးမဲ့တရားစီရင်ရာနေ့အဖြစ်အင်မတန်မင်္ဂလာအပေါင်းနဲ့ခံရောက်တဲ့နေ့တနေ့ဖြစ်လာမှာပဲလို့ကျွန်တော်ကတော့ကြိုတင်ပြီးတော့မျှော်မြင်ထားမိတယ်ခံယူထားမိတယ်ဖြစ်လဲဖြစ်စီခြင်းနဲ့ဆန္ဒရှိကြောင်းတင်ပြလိုက်ပါရစေ။ဒါကြောင့်ရှင်ယောဟန်ပြောတဲ့ကောင်းကင်နိုင်ငံတော်တည်လူနီးပြီးသို့မဟုတ်လက်တကားအကွာမှာရှိနေပြီ။အင်္ဂလိပ်မူရင်းမှာဆိုတာကတော့ The Kingdom of heaven is at hand လက်ဝယ်ပိုင်နေပြီဆိုတာဟာသခင်ခရစ်တော်ဒီဟူသော ရှင်ဘုရင်ဘုရင်တကာတို့ရဲ့ရှင်ဘုရင်နဲ့တော့တီလူပြီသို့မဟုတ်တီထားခဲ့ပြီဒါပေမဲ့နောင်တနှလုံးသားတွေနဲ့သာဒီနိုင်ငံတော်ရဲ့အခွင့်အရေးကိုခံစားရမယ်တီရှိခြင်းကိုသိရလိမ့်မယ်ဆိုတဲ့သဘောတရားလို့ကျွန်တော်ကတော့အတိတ်ပဲပြန်မြင်ပါတယ်ပရောဖက်တို့ရဲ့ဟောပြောမှုများပြည့်စုံခြင်းကိုဖတ်ဆင့်ဖော်ပြခြင်းလာကတော့မသဲခရဝင်ကျမ်းအခန်းကြီး3အငယ်3အရာဖြစ်ပါတယ် ပရောဖက်ဟေရှာယဟောဘူးဒီကတော၌ဟစ်ကျော်တော်သူ၏အသံမှာထာဝရဘုရားကြွတော်မူရာလမ်းကိုပြင်ကြလော့လမ်းခရီးတော်ကိုဖြောင့်စီကြလော့ဟုသောအချက်၌ထိုယောဟန်ကိုဆိုလိုသည်။ကွက်တိကျနေတဲ့ပြည်စုံမှုပေါ့ဟေရှာယနဂတိကျမ်းအခန်းကြီး40ငယ်အသုံးမှလည်းဒီအတိုင်းပဲဖြစ်ပါတယ်တော၌ဟစ်ကျော်တော်သူ၏အသံဆိုတဲ့အတိုင်းယူဒရဲ့တောတောင်ရေးမြေအနှံ့အပြားမှာယောဟန်ဟာဖျားသခင်ရဲ့သားတော်လာတော့မယ် ပြင်ရဆင်ရနောင်တရကြဆိုတဲ့အခန်းလေးဟာဣဒရီလမီတခွင်လုံးမှာနှံ့ပြဆူညံသွားခဲ့တယ်တဲ့အဓိကရီမန်းချက်ကတော့ထာဝရဘုရားအတွက်လမ်းခရီးတော်ကိုလာရောက်ပြင်ဆင်ခြင်းပဲဖြစ်ပါတယ်ရှင်မဖဲခရဝင်ကျမ်းအခန်းကြီး၃ငယ်၄မှာဆက်ရင်ယောဟန်သည်ကလောက်အမွေးနှင့်ရက်သောအဝတ်ကိုဝတ်လျက်ခား၌တရေကပန်းကိုစီးလျက်ကျိုင်းကောင်နှင့်တော၌ဖြစ်သော ပြားရည်ကိုစားလျက်နေ၏အတော်တော့ထူးတဲ့လူတယောက်ပေါ့ ခေအမြင်နဲ့ကြည့်ရင်တော့လူ့ကွာစာကြီးကန့်လန့်ကြီးလိုလိုဖြစ်မနေဘူးလားအဖို့အစားထူးတယ်လို့အစားအသောက်အနေထိုင်ရထူးတယ်ခေစကားနဲ့ပြောရရင်တော့ခြေလုံးအိမ်တိုင်းပဲပေါ့စပင်မညက်ဘူးမုတ်စိတ်မွေးမသာဘူးအတော်ကြီးဖြစ်ကြဆန်နေတဲ့လူတယောက်တကယ်တော့တမဟောင်းခေကဆင်းသက်လာတဲ့နောက်ဆုံးပရောဖက်ကြီးလို့ကျွန်တော်တို့ဆိုသင့်တယ်တမဟောင်းကာလနဲ့ဓမ္မသစ်ကာလကိုဆက်ဆက်ပေးလိုက်တဲ့လူတယောက်အဖြစ်ကျွန်တော်ကတော့အလေးနဲ့ ယောဟန်အပေါ်မှာသဘောထားတယ်ယုံကြည်တယ်။ရှမသက်ခရဝင်ခန်းကြီး3ငယ်9နဲ့6အထိကြည်ပါ။ထိုအခါယေရုရှလင်မြို့မှစ၍ယူဒပြည်သူပြည်သားယော်ဒန်မြစ်နားမှနေသောသူအပေါင်းတို့သည်ယောဟန်ထံသို့သွား၍မိမိတို့၏အပြစ်များကိုဖော်ပြလျက်ယော်ဒန်မြစ်၌ဗတ္တိဇံကိုခံကြ၏။တမဟောင်းကအမွေအဖြစ်ရောက်လာတဲ့ဆရာကြီးယောဟန်ဟာခရစ်တော်ရဲ့ရှေ့ပြေးဘဝ ခရစ်တော်ဆိုတာကိုလူတွေမဆုံခင်ကတည်းကလူတွေကိုပြစ်ချင်းပေးခဲ့ခြင်းအဖြစ်ကယ်တင်ရှင်ကိုလက်ခံဖို့လမ်းစာကိုပြောနေခြင်းပဲဖြစ်ပါတယ်။သူ့မှာဘာအသိတော်မှလည်းမရှိဘာတရားစီရင်မှလည်းမရှိဘဲနဲ့သူဟာအမှုတော်ကိုပြင်းပြင်းထန်ထန်ဆောင်ရွက်နေခဲ့ခြင်းပဲဖြစ်ပါတယ်။သူ့ဘက်မှာတန်ရှင်းသောဝိညာဉ်တော်ရဲ့အရှိန်တကူဟာပါဝင်နေတဲ့အတွက်သူ့နောက်ကိုလိုက်ပြီးအပြစ်တွေကိုဝန်ချတောင်းပန်ရေ၌ငှစ်ချင်းခံခြင်းအစဉ်အလာကိုစတင်နေခဲ့ကြပါပြီ။တနည်းပြောရမယ်ဆိုရင်တော့ လူသားတွေဟာပြောင်းလဲခြင်းနဲ့နောင်တရခြင်းဆိုတာကိုဒီအချိန်မှာစတင်ပြီးသဘောပေါက်စတော့ရှိနေကြပြီအသစ်ရှင်တော်မူသောဖျားသခင်ကိုခရစ်တော်မပေါ်လာခင်မှာပဲနီလန်အသစ်တင်နေတော့ပြင်းပြင်းနိုင်အောင်လို့စူးစားပန်းစားရှာဖွေတတ်ကြပြီဆိုတဲ့အကြောင်းကိုဒီနေရာမှာကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်။ပါရီရှဲနဲ့ဇာတုကဲမြအကြောင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လို့ပါတယ်။ရှင်မဖက်ခရစ်ဝင်အခန်းကြီး3ငယ်9နဲ့10ကိုကြည့်ပါ။ ဖာရိရှဲနှင့်ဇတုကဲအများတို့သည်ဗတ္တိဇံကိုခံအံ့သောငါလာကြသည်ကိုယောဟန်သည်မြင်လျင်အချင်းမွေဆိုးအမျိုးတို့ရောက်လူသောဘေးဒဏ်မှပြေးသွားစိမ့်သောငါအဘဲသူသည်သင်တို့ကိုသတိပေးပြီသည်။နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကိုကျင့်ကြလော့။သူစီကိုဗတ္တိဇံယူဖို့လာတဲ့အေယာမပုဂ္ဂိုလ်ကြီးတွေကိုသူနှုတ်ဆက်ပုံလေးရတော့ပရိသတ်တို့ကြားလိုက်ကြတဲ့အတိုင်းပါပဲ။ကျွန်တော်တို့အခုခေတ်သင်းရုပ်ဆရာတွေသား လာမယ့်တနင်္ဂနွေမှာဟိုပြိဋ္ဌတ်တွေရောက်လဲလာရောဟာအချင်းမွေဆိုးကြီးတွေပါလားကြွကြပါကြွကြပါထိုင်ကြပါလို့ပြောဝင်ပြောကြည့်နောက်တစ်ပတ်အဲ့ဒီသင်းရုပ်ဆရာဒီပလင်မောကနေဆင်းသွားမှာပဲယောဟန်ကတော့ရဲရဲကြီးပြောတယ်ဗျို့ပြောဆိုသူ့မှာပြုတ်ဆရာလည်းဘာမှမရှိဘူးလေဘယ်အသင်းတော်လကရောသူကစားထားလို့တော့ပြီးတော့ခရစ်တော်အတွက်ကြိုတင်ပြင်ဆင်လမ်းခင်းမှုအတွက်ရောက်လာတဲ့စေတမန် အမှန်တရားဘက်ကရဲရဲဝံ့ဝံ့ရက်တည်တဲ့လူအဲ့ဒီဖာရိရှဲဆိုတဲ့လှေနံဓာရစ်တေရဲ့ဇတုကဲဆိုတဲ့ဗောကြော့တွေရဲ့ကိုပေပေနေနေပိတ်ပြောပြစ်တော်တာပေါ့အတိတ်တွေကတော့သိပ်ပြီးတော့ရှင်းလင်းပြတ်သားပါတယ်စိတ်သစ်လူသစ်ဘဝသစ်ကိုငှစ်ချင်းဟန်ပြယူမရနိုင် နောင်တနှလုံးသားအသစ်ဖွား၍တရားဆောင်ထင်းဇရိုက်ငှင်းရဲ့ခတ်သိမ်းပြောင်းလဲပြင်စီမင်းဆိုပြီးတော့စီးပြီးဆူတာပဲအပြစ်တင်တယ် ရောက်ရောက်ချင်းဆောင်းနဲ့ထွင်းတယ်လို့လုပ်ကြည့်လိုက်တယ်။ဒါရင်ဘယ်ကအောင်မလဲရှင်မသက်ခရဝင်ခန်းကြီးသုံးငယ်ကိုမှဆက်ပြောသေးတယ်။အာဗြဟံသည်ငါတို့အဖဖြစ်သည်ဟု၍စိတ်ထဲ၌မအောင်မေ့ကြနှင့်။ဖျားသခင်သည်ဤကြောက်ခဲတို့မှအာဗြဟံသားတို့ကိုထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟုငါအမှန်ဆို၏တဲ့။တမဟောင်းကျမ်းတွေအပေါ်မှာကလင်န်တားတဲ့အယူဆွဲပြီးတော့ဝိညာဉ်ရေးတဲ့ဥပဒေရေးမှာအရေးကြီးနေတဲ့ပါရီရှဲတွေရဲ့ မလိုင်ဘောကအစီဥစားပြီးဘိုက်ရွှဲနေတဲ့ဇာတုခဲရီရဲ့ကိုမုတ်ဆွေမွေးထူလပြင့်နဲ့တအားပြစ်ကျိနေတဲ့ဆရာယောဟန်ဘယ်လိုလုပ်ပြီးဒီယူရအဆိုင်ဝိုင်းကသူ့ကိုလက်ခံတော့မလဲအမြင်ကတ်သွားကြပြီပေါ့သူကဆက်လိုက်သေးတယ်တိပင်အမြင်နာမှပစိန်ထားရရှိသည်ဖြစ်၍ကောင်းသောအသည့်မသိသောအပင်ရှိသမျှတို့ကိုခုတ်လှဲ၍မိတဲ့သို့ချလိုက်ရ၏။တနည်းအားဖြင့်တော့အမျိုးမမှန်အဖိုးမတန်တဲ့အပင်၏အသည့်ကောင်းကောင်းမသိတဲ့အပင်၏ ။ဒရေစိတ်ဓာတ်မာကိုကမကောင်းတဲ့အပင်တွေဆိုတာတွေကိုခုတ်ပြရမယ့်အကြောင်းကိုသူပြောတာ။အဲ့ဒီလိုအပင်မျိုးဆိုတာကတော့အခြေခံအမြင့်ပိုင်းကိုကမကောင်းဘူးဆိုတဲ့အပင်တွေပေါ့။အဲ့ဒီအမြင့်နားမာကိုခုတ်ပြဖို့ပစိန်ကလည်းအစင်းသိမ့်ရှိတယ်။ခုတ်ပြတာနဲ့မီးရှို့ပြစ်ရမယ်တဲ့လေ။ငါသည် နောင်တအဖို့အလွန်ငါတင်တို့ကို ရေနှင့်ဗတ္တိဇံပေး၏။ငါနောက်ကြွလာသောသူသည်ငါတဲ့တက်ဆွနှံ့၏။ထိုသူ၏ခြေနှင်းတော်ကို ဆောင်ရင်းငါမျှငါမထိုက် ထိုသူသည်သင်ရှင်းသောဝိညာဉ်တော်နှင့်၎င်းမိနှင့်၎င်းသင်တို့ကိုပတ္တိဇံပေးမည်တဲ့ဒီနေရာမှာယောဟန်ဆိုလိုတာကငါကတော့ယေနဲ့မင်းတို့ကိုပတ္တိဇံပေးမယ်ဒါပေမဲ့ငါနောက်ကြွလာမယ့်သခင်ရှိနေသေးတယ်။ तू ကတော့သင်ရှင်းသောဝိညာဉ်တော်နဲ့အတူမိနေပါမင်းတို့ကိုပတ္တိဇံပေးမယ်လို့ဆိုလိုပါတယ်။အဲ့ဒီ၎င်းဆိုတဲ့ဝေါ်ဟာရဟာသေသေးချာချာလေးလေးနဲ့စဉ်းစားရမယ့်ဝေါ်ဟာရဖြစ်ပါတယ်။ဒီသင်ရှင်းသောဝိညာဉ်တော်သို့မဟုတ် ဖန်ရှင်သောဝိညာဉ်တော်နှင့်၎င်းဆိုတဲ့ဝေါ်ဟာရဟာနှစ်ပေါင်း2000လောက်ကြာမြင့်သွားခဲ့ပါပြီအခုကျွန်တော်တို့ခေတ်ကာလအထိတော့ဖန်ရှင်သောဝိညာဉ်တော်နှင့်နှစ်ချင်းပေးနေတယ်ဗတ္တိဇံပေးနေသေးတယ်ဒါပေမဲ့အဲ့ဒီဖန်ရှင်သောဝိညာဉ်တော်နဲ့အတူဆိုတာရဲ့နောက်မှာ၎င်းဆိုတဲ့ဝေါ်ဟာရလေးတစ်လုံးကကြံနေသေးတယ်အဲ့ဒါကတော့ဒုတိယအကြိမ်ကြွလာရင်မုတ်ချမသွေမီးနဲ့တွေ့ရမယ်ဆိုတဲ့အချက်ကိုဖော်ပြတာပဲဘာမီးလဲ လူသားတွေကိုတက်စီဆွတ်ပြီးတော့မီးတိုက်ပြစ်မှာလားကိုင်းရဆိုင်မှာခြီထားတဲ့အုံးစံကျိုးကမီးလားမဟုတ်ပါဘူးတရားစီရင်မယ်လို့ကျွန်တော်တို့ကို ပြောတာပါအဲ့ဒီလိုကဘာလောကကိုတရားစီရင်ဆိုတာဟာမင်းတို့မုတ်ချမသွေတွေ့ကြရလိမ့်အောင်မယ်ဟေ့ဆိုပြီးတော့ယောဟန်ကကြိုတင်ပြီးသတိပေးတာပါဂင်းနီယာမှာကျမ်းစာကိုအတော်များများဖတ်ထားတဲ့လူတွေလေးလာလိုက်စားတဲ့လူတွေတချို့ကတမန်တော်ဝတ္ထုအခန်းကြီး1ငယ်1ကနေ၄အတွင်းမှာပါတဲ့ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအဆန်သည်တခဏချင်းတွင် ကောင်းကင်မှလာ၍ထိုသူတို့နေထိုင်သောအိမ်ကိုဖြစ်လေ၏ထိုခဏချင်းတွင် ကွဲပြားသောရှာတို့သည်မိရှာကဲ့သို့ထင်ရှား၍ထိုသူအသီးသီးတို့အပေါ်သို့တည်နေကြ၏ဆိုတဲ့အချက်ထက်ကမိရှာဆိုတာကိုအခုရှင်မသက်မှာဆရာယောဟန်ဖော်ပြနေတဲ့မိနဲ့ရောထွေးပြီးတော့တွေးကြတယ်အတိတ်ပဲဖော်ကြတယ်လို့ကျွန်တော်ကြားဘူးပါတယ်ဒါပေမဲ့ဒါဟာအများကြီးရှုပ်ထွေးကုန်တယ်လို့ ကျွန်တော်ယူဆတယ်စိုးရိမ်မိပါတယ်အခုတမန်တော်ဝတ္ထုတင်းမှာကတန်ရှင်းသောဝိညာဉ်တော်ဟာဆင်းသက်ပြီးတော့မိရှာကိုဖြစ်စေမယ်တနည်းအားဖြင့်လူတွေကိုဘာသာစကားအမျိုးမျိုးနဲ့ပြောစေပြီးတော့ပြောသမျှကိုလည်းနားလေစေတယ်ဆိုတဲ့ဘုံတကူသက်ရောက်မှုအတိတ်ပဲကိုဖွင့်ဆိုပြသတာသာဖြစ်ပါတယ်ပထမပိုင်းစောစောတုန်းကကျွန်တော်ဖော်ပြခဲ့တဲ့မိရဲ့ဗတ္တိဇံပေးခြင်းမဟုတ်ပါဘူးခရစ်တော်ကဘာလောကကိုတရားစီရင်ရန်ကြွရောက်ချိန်မှာတော့မိဆိုတဲ့တရားစီရင်ခြင်းနဲ့ လူသားတွေကိုစစ်ဆေးပြီးမှမကောင်းသူကိုကောင်းသူကိုကယ်လိုက်မယ်ဆိုတာကိုသိစေလိုခြင်းပဲဖြစ်တယ်လို့အတိတ်ပဲယူရမှာဖြစ်ပါတယ်။အဲ့ဒီအချိန်မတိုင်ခင်ပြစ်ဆက်ခကာလမှာတော့ဖခင်ခင်ကကျွန်တော်တို့ကိုသင်ရှင်းသောဝိညာဉ်တော်အခြင်းအပြစ်မှဆေးကြောပြီးအဲ့ဒီနောက်ဆုံးသောတရားစီရင်ရာကာလမရောက်မီမိဘေးရှောင်မလောင်ခင်တာအပြစ်တရားမှလွတ်ရလွတ်ကြောင်းဗတ္တိဇံကို ပေးနေတဲ့အကြောင်းတင်ပြလိုပါတယ်။လက်တော်တွင်သကောပါလျက် မိမိကောက်နေတဲ့တင်းကိုရှင်းလင်းစေသဖြင့်မိမိဂျုံစပားကိုကြည်၌စွသွင်းထား၍အဖြစ်ကိုကမငိမ့်နိုင်သောမိနှင့်ရှို့တော်မူလက်တန့်ဟုယောဟန်ဟောပြော၏ဆိုတဲ့မဖဲခရဝင်ချံအခန်းကြီး3အငယ်7ကိုဖတ်ပြရင်းနဲ့ဒီကနေ့အဖို့အစီအစဉ်ကိုနားကြပါအောင်စို့နောက်တစ်ချိန်အစီအစဉ်မှာဖျားရှင်ရဲ့နှုတ်ခတ်တော်မြတ်ခရိယန်သမားချမ်းရဲ့ဓမ္မသစ်ချမ်းမိုင်းတွေကရှင်မာသဲခရဝင်ချံအခန်းကြီး3အခန်းငယ်73ကနေ19အထိနဲ့ ရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး၄အခန်းငယ်၁ကနေအခန်းငယ်၁၇အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။